မင်္ဂလာပါရှင့်ဒီနေ့တော့ဖြူကမြမလဖက်ရည်ဆိုင်အနွမ်းဒီအိမ်ချော်လဖက်ရည်နဲ့တကြားပလာတာလေးလှုပ်ရှားဖြစ်လို့လှုပ်ရှားနေလေးပြန်လဲမျှဝေပေးသွားမှာဖြစ်ပါရဲ့ရှင့်။ဘာသာငယ်ချင်းရေးတချင်နာသောင်းသာစကားပြောနိုင်ဖို့လေလာကြဟေးလဖက်ရည်ဆိုင်ကိုသွားကြပါစို့လေအိမ်ချော်လဖက်ရည်နဲ့တကြားပလာတာလှုပ်ရှားဖို့ပါဝင်ဒီစီးလေးကတော့လဖက်အချိုချောင်းဒိုစီနွားနုနဲ့ဂျုံမုံလိုလိုပဲပါရဲ့နော်။ လက်ဖက်ရည်ချိုမဲ့အိုးရဲကိုရေ2လီတာနဲ့လက်ဖက်ချောက်အချိုချောက်၅စုံကိုထည့်ချိုပေးပါမယ်ရှင်။လက်ဖက်အချိုချောက်ကိုတော့ဥကကတစ်စိတ်ကိုကြိုင်ဆုံးဖြစ်ပါရဲ့နော်။လက်ဖက်ချောင်းကားစုံကိုရေ2လီတာထည့်ပေးထားတာဖြစ်ပါရဲ့ရှင်။ပြီးရင်တော့လက်ဖက်စီကျတဲ့အထိနိုင်ဝက်လောက်မီးအေးလေးနဲ့ချုပ်ပေးထားပါရဲ့နော်။

လိုသလောက်ကိုနန်းတိုင်းချင်းစီထည့်ပြီးတော့ပဲနေပြီးပါရဲ့ရှင့်ထုံသားကမကပ်ဖဲအလုံးလာတဲ့ဒီဒေချာလေးဖြစ်ပြီးရောနေပြီးသားပါရှင်။ ချို့ကတကြားပလာတာလောက်ဆိုင်အနေရမှာစော်တာမုန်လိုပွားစည်းတို့ကိုမထွက်ထားပါဘူးရှင်။ဂျုံရတာတည်တန်လေးနဲ့ပဲအမြဲလောက်စားဖြစ်ပါရဲ့နော်။နေထားတဲ့ဂျုံကိုပလာတာလောက်ဖို့အနည်းတော့အတုံးလေးတွေရီးခက်လိုက်ပါရဲ့ရှင်။သူ့ပိုက်တော့ဂျုံဆန်ချင်းကွဲနှစ်ခွက်စာကို မုံငါအခုစားရပါရဲ့နော်။ပြည့်ပြတ်ထားတဲ့ဂျုံကိုတော့နဲလို့ရအောင်လုံးထားလိုက်ပါရဲ့ရှင် လုံးထားတဲ့ဂျုံလေးကို စီတုပ်ပြီးရင်တနာရီလောက်နှက်ထားပြပါရဲ့နော်ညံ့နှက်ထားတဲ့ဂျုံသားကိုဘုံလုံးစားကန်ဒီမှာတေချာဖြတ်ပါရဲ့ရှင်။ဒလိန်နှုံးနဲ့ဖြတ်ရင်တော့ပူဖြတ်ပါရဲ့နော်။ ။ဒလိန်တော့မရှိရင်တော့ပလီနဲ့ပြန်လဲရပါတယ်ရှင်။ချက်ဒီရနဲ့အရာလေးတွေပေးပြီးတော့ခုလိုလေးခွေပေးလိုက်ပါအရှင်။ ခွေထားတဲ့ဂျုံကိုကြောတဲ့အခါပြပြီးမှကြောပေးပါရနော်။ဟာလီကတော့ဖြိုးအိမ်မှာတကြားပလာတာအလွယ်လုံးစားတဲ့နီးလေးပဲဖြစ်ပါရဲ့ရှင်။စီအငဲငယ်ထည့်ပြီးပလာတာချွတ်နေအောင်ကြောပေးပါရနော်။ပလာတာမျက်နှာပြင်နှစ်ဖက်စလုံးလှန်ကြောပေးပြီးရနော်။ချက်ပါပြီရှင်။ ပလာဒါလေးတွေလည်းရပြီဆိုတော့နှက်ထားတဲ့လက်ဖက်စီနဲ့လက်ဖက်ရည်ဖြောပြီးရောတွဲစားပါမယ်နော်။မီးအေးနဲ့ကြိုးပြီးနှက်ထားတဲ့လက်ဖက်စီကိုစံချိန်ခွက်တစ်ခွက်စာထည့်ပါရဲ့ရှင်။ပေါ့စိန်လေးဖြောမှာဆိုတော့နိုးစီကိုတစွန်းသေးထည့်ပေးပါရဲ့နော်။ပြီးရင်တော့နွားနုနဲ့နိုးစိန်လေးနှင်းခင်ထည့်ပေးထားပါရဲ့ရှင်။ဒါဆိုရင်တော့စိုင်းဖြောအရသာပေါ့စိန်တစ်ဖက်ရည်လေးရသွားပါပြီနော်။ တို့တို့တို့တိုင်းတစ်ပိုင်းရောက်နေတဲ့သူတွေအနေနဲ့မြန်မာကလည်းဖိတ်ရေးဆိုင်အလွမ်းကြီးတဖက်ရင်နဲ့တစားပလာတာကိုလွှဲရင်တော့ချုံလို့စားပြတယ်လို့လေအလွယ်လုံးလေးလေးနဲ့စိုက်လို့စားကြည့်ပါအောင်ရှင်။ပေါ့စိန်လက်ဖက်ရည်လေးနဲ့လိုက်ဖက်တဲ့တစားပလာတာကြော်လေးကအခုလိုမွမွလေးနဲ့အရန်စားလို့ကောင်းပါရဲ့နော်။အနက်စာအဖြစ်စားလို့အရန်ကောင်းတဲ့ပေါ့စိန်လက်ဖက်ရည်ဖြော်နေလေးနဲ့တစားပလာတာလုံးလေးလေးကိုသဘောကျမယ်လို့ယုံကြည်ပါရဲ့ရှင်။ဖြိုးတို့ရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။